မျိုးစစ်ပံပါပေါ့နော်အဲဆရာတော့ပေါင်တာနဲ့အဲဒါမျိုးစစ်တိုင်တာပေါ့နော်အဲဒါကတော့ကုမန်ဟင်းကျော်ပါကုမန်ဟင်းကျော်ကတကယ်တော့သူကဒီဒုရီယာတွေကိုလည်းလုပ်တယ်ပြီးလို့ရှိရင်ဂီတသင်တန်းကျောင်းလည်းဖွင့်တယ်နောက်ကလည်းဟိုရှင်ရေးဆိုတာတွေကလည်းသူကအများကြီးလုပ်ခဲ့ပြီပေါ့နော်အဲတော့အခုဒီ project မှာတော့ဒီလူနေရှင်ရဲ့ဒီထားခံတဲ့လူပြဆောင်းတွေကသူက န်တီထုတ်လို့ပေါ့နော်အဲတော့ဆရာကတော့ဒီတမိုင်းပတ်တန်းနေတဲ့အချက်လက်တွေကိုထုတ်ချက်လက်လောက်ပဲထုတ်နိုင်တယ်သူကတော့တကယ်လက်တွေမှာဒီကောင်းလေးအတန်လူတွေကောင်းအောင်လုပ်မယ်ဒီခင်းတဲ့စီနေကောင်းလူတွေလုပ်မယ်ဆိုတော့ဒါတော့ဟုတ်တယ်အဲဒါလူတည်ရတရားပေါ့နော်အဲ့ဒါမြင်သူကတကယ်သူမှတော့မှတိဝဲချက်တခုရှိတာသူကရှင်းဆိုတာရအောင်ဒီကောင်းတော့ဆရာကသူကတကောတော့တခြားမှာတော့မဆိုးနိုင်ဘူးဆိုတော့ဒါပေမဲ့ပြောချက်မှာတော့သူအနည်းထားတဲ့သူ့ရဲ့ရင်းနှီးလေးတွေလည်းဖြစ်တယ်ကွာ ဆိုလိုတာတက်ကြတော့သူရှင်းနေရတော့လူနေရှင်ရဲ့နောက်ဝက်ရှင်းနေဆိုမှာလည်းကိုပိုင်ကြောက်ဆိုတော့နော်အဲနောက်လာဒီတယောက်ကတော့ကိုထက်ကိုထက်ကတော့ဒီ pop music လုပ်တဲ့လူတွေမှာတော့အများသိကြတယ်အဲကိုဂျိုးလေးရဲ့ရှင်းနေဆိုတဲ့သူကိုအန်တီကပီးရပါတော့နောက်သူကလည်းသူကရှင်းနေဒီခါတာလည်းလုပ်နေအဲ့တော့ဒီ donation project မှာတော့သူကဒီ music project ဟုတ်ကဲ့ဒီကဆရာတို့သွားရှင်းတဲ့ music ပုံနာကိုသူကပုံပေါ်အောင်လုပ်ပေး ဲ့အထိုင်းမှာဆိုရင်ခိုင်ရဒီဂျစ်ပရိုဒူဆာနဲ့ပေါက်ဆက်ပြီးတော့ကောင်းတဲ့ဒီစင်မှာစတင်နေပြီးတော့လုပ်နေတာမျိုးပေါ့နော်အဲ့အမျိုးတွေကိုတောင်းပြီးတယ်နောက်ပိုင်းတော့သူလက်ဆုံးတော့ဟုတ်တယ်အဲ့တော့အဲ့တော့တော့ဟိုနေရှိရဲ့အဓိကကြားလဲနောက်တစ်ယောက်ကတော့အခုဟိုမလာနိုင်ဘူးဒီနေရာသူကသူကတော့ဒီ donation project management management ပေါ့ဟိုဒါ donation ကဘယ်လိုလဲဒီ new age မှာတွေ့ နာမည်နဲ့ဒီလူတွေကိုခဏထုတ်လို့တဲ့အခါမှာကိုသေးအင်စတီကျူတာနဲ့ဘူဝမ်ဘက်ဆောင်တဲ့ဆောင်ရမင်းကလည်းချိန်ဆက်ဆောင်ရတဲ့အခါမှာအဲတော့တန်ရမင်းထက်သူကကိုရဲ့ဒီလူရှင်မန်နေဂျာပေါ့နော်သူကနေပြီးတော့အဓိကဆက်ပြီးဆောင်ရတယ်ငါတို့ကဒီမှာလူနေရှင်အဲ recording တွေလုပ်ခဲ့ music video တွေကြီးတွေလုပ်ခဲ့တယ်သူကဥဆောင်ပြီးတော့ဆရာရစီစဉ်လုပ်ခဲ့ပေါ့နော်ညမင်းထက်သူကတော့မန်နေဂျာပေါ့ဒါကတော့ဒီလူနေရှင်ရဲ့ ီကပြင်နိုင်လို့ပဲဆိုတော့ဒါပေမဲ့လူနေချင်းကခုနပြောသလိုပဲပြဆောင်းနေလို့ပါလို့အများကြီးထုတ်လုပ်တာတွေလုပ်ခဲ့တော့နေတာဒီ UI မှာဆိုတော့အဲဒီ World Culture Foundation ကောင်းစင်နေတယ်လို့လာရတာကျန်ပေးရဲ့ဒီကုလသမဂ္ဂအများကြီးပဲခုနဆရာမဂျူးလို့ဒေါက်တာကိုမင်းစောလို့ဆိုတဲ့ဒီအဲကိုတေးစီနဲ့ချိတ်ဆက်ပြီးလဲဆက်လုပ်နေတယ်အဲနောက်ကဆရာကြီးအောင်ဆိုလို့ရှိရင်လည်းအကျန်ပေးတယ်ဒီလိုမျိုးနေမှာပေါ့နော်နောက်ကကိုဟန်လင်းဆိုတဲ့သူကလည်းအဲဟိုတိကျ ကြော်တဲ့သူဒီတာတင်ကြပေးတယ်သူကလည်းဒီတာလေးကိုခုနကပြောတဲ့သူကဒီမှာဟိုပေါ့ဗီရှင်ရဲ့ project ဖြစ်နေသူကလုပ်တဲ့တင်ကြတယ်အဲ့ဒါအနေနဲ့ကတော့ကြီးတာလို့ရတယ်ဆိုတော့အဲ့တော့ပြောရလို့ရှင်တော့ဒီဟာတစ်ခုကဟိုသူတယောက်သူနည်းနည်းလေးနဲ့လုပ်တာပေါ့ဟိုအများပူပေါင်းပြီးတော့ဟိုညနေခံကြီးလုပ်ကြရင်အများကြီးတော့အဲ့လိုအများကြီးပူပေါင်းပြီးဆောင်ကြတဲ့ကိစ္စဖြစ်ပါတယ် เนาะသူကဒါအဲသားတော်ကအင်ဒိုကအမေရိကမှာတော့ရောက်ပြီးတော့နေထိုင်နေပါတယ်အဲကျွန်တော်သူကလည်းဟို26လောက်ပဲရှိတယ်ဘုထက်တူပြရအောင်အဲ့တော့ तू ကအဲ့ဒီဘိုလေးဒီဇိုင်းလေးရုပ်ခဲ့ပါကြတော့အဲ तू ကလုပ်ပြရအောင်နော် तू ကလုပ်တဲ့ခါမှာလည်း तू ကညွှန်းတာဘူးညွှန်းတယ်လူတွေရဲ့ရက်ဆောင်ရဲ့ရက်ဆောင်ရဲ့ပေါက်လေးပေါ့အဲ့ဒီဘက်ကလို့ဖြစ်တဲ့ဒီလေးပုံစံလေးနဲ့အဲ့အဲ့ဒီခစ်ကလည်းအဲ့ဒီ view တွေကလည်းဒီလို ဝတ်မျိုးလေးကိုသူတို့ဟိုတံပိုးထားတာမျိုးနဲ့ဆိုပြီးတော့အဲအဲ့ဒါလေးကိုလုပ်တယ်နောက်ခါကျတော့ဒီအနီရောင်ကတော့မြန်မာနိုင်ငံကိုမြန်မာဟာကိုစားပြီးတော့အပြာလေးတွေကတော့အဲ့ဒါကသူကထိုင်းကအဲထိုင်းဝင်တဲ့လေးကိုစားပြုလို့လေးမျိုးလည်းပေါ့နော်အချို့ထိုင်းချင်းလေးကြရတယ်အပြာလိုကိုလေးနဲ့သွားမယ်မြန်မာချင်းလေးပဲဆိုရင်ပြီးသွားမယ်ဟိုရွှေရောင်ကတော့နိုင်ငံတကာအတွေ့အကြုံရတာပေါ့လားအလုံးပေါင်းဆက်လုပ်တဲ့အားကြီးကြတော့ရွှေရောင်ကိုပိုလို့တုံးမှာပေါ့နော်အဲ့ဒါပြင်းနဲ့အဲလုပ်ပြီးတော့အတုံး တန်အတန်နဲ့ပတ်သက်မြန်မာအတန်နဲ့ပတ်သက်တဲ့အပိုင်းလေးပို့ပြီးတော့အဲဒီဆိုင်တော့ဟိုတစ်တာယူနေအပိုင်းလေးပေါ့နော်။ဒီဘက်ကအဲဒီဟိုလုံး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 ဖြစ်တယ်ပေါ့။ဟိုဒီဒီကထွက်တဲ့အတန်နဲ့ဒီဘက်ကယူစစ်ဂျိုကောလန်နဲ့မှာဟို recording လုပ်တော့ဟိုဟွာချားချက်လေးအဲဘယ်လိုရှိလဲတော့ဘာလို့အဲဒါမျိုးလေးဆန်းပြီးတော့ မြင်ထက်ထည်ပြီးတော့တုံးမြင့်နေတယ်ပေါ့။ဒါမဲ့အခုထမဲ့တုံးမြင့်မှာ music producer နေတယ်သူပါဝင်ထားပါတယ်။ဒီလိုပါရိုးရာနဲ့ဖြစ်ပေါ်တဲ့ပုံတွေကခုနမြင်နီလန်းဆိုလဲရှမ်းပုံတွေတမှာအခုအစ်စ်မှာအတန်းတွင်းခဲ့တဲ့တော့ flute ဆိုလဲကုမျိုးမင်းသားအဲကုမင်းသားရဲ့သူ့ပါလီတွေရအောင်လုပ်တဲ့အဲ့တော့အခုဘက်မှာကြတော့လဲကိုရောကကြတော့ထိုင်းဆိုတဲ့အခါမှာကိုယ့်ရဲ့ရှမ်းပုံကြီးနဲ့ ်တစ်မျိုးပေါ့နော်လိုက်ပါဆိုသူတို့ရဲ့ဘုံနေနဲ့အဲသူတို့ရဲ့ဘုံနေကအဲပကားရှင်းပညာရှင်ရှိတယ်အဲအဲ့ဒါကြီးပေါ့သူတို့သူတို့ရဲ့တရဆောလို့ဆိုတဲ့ဖြစ်တယ်အဲအဲ့ကောင်လေးကိုလည်းအဲအဲ့မှာအတန်းပန်းတယ်အဲ့တော့ပြောရရင် तू ကအဲ့ကောင်လေးကိုဟိုဘက်မှာဆိုရင်အဲဘယ်ဒူရီယာနဲ့ပေါင်းဆက်ပြီးဖမ်းမလဲအဲအဲ့ဒါပေါ့နော်ဟိုသူကြီးကြီးမှရှိတဲ့ရိုးရာအနေဆန်တဲ့ဟာမျိုးဘယ်ရည်ရှိလဲဆိုတာလေးပေါ့နော်အဲအဲ့ဒါကြီးရှာရှာပြီးအဲ့ဒီနဲ့ဟိုဒီဘက်က ်လက်ထရောနစ်ကဘယ် music ပုံစံနဲ့ထိုက်တာလဲပေါ့ဟုတ်အဲ့လိုပေါင်းပြီးတော့ဒီအလူနေရှင်ဖြစ်ဖြစ်သေးကိုတို့ကစိတ်ဝင်စားတာအခုအဟောင်းင်းနေကြီးပဲစိတ်ဝင်စားတဲ့လူလည်းမဟုတ်အောင်လဲစိတ်ဝင်စားလို့ဒီခစ်ပေါ်အစ်စ်ကိုလည်းစိတ်ဝင်စားတော့ဒါတွေကိုရောဆက်ပြီးတော့ space changer တွေတုံးညက်တော့တုံးညက်တဲ့အခါကျတော့သူကကြ electronic music ကိုအများကြီးကျွမ်းကျင်တယ်ပေါ့နော်ကျွမ်းကျင်တယ်အဲကိုတို့ကဒီရှီဟောင်းဒူရီယာတွေဖြစ်လာတယ်ဆိုတော့အဲ့ဒီအစံတွေကို သူကဘလို့ electronic တွေနဲ့ပေါင်းပြီးတော့အဲခစ်ပေါ်ဖြစ်မလဲပေါ့နော်။တော့တချို့အတန်ဆိုရင်ကိုရောအပြင်မှာဆိုရင်တခါလေးအဲထင်းဦးသားမြင်တဲ့ပုံလေးကိုကိုကကြိုက်အဲ့မဲ့အဲ့ကောင်တွေ recording လုပ်တဲ့အခါကျထင်းသားမြင်တဲ့ပုံတွေဆိုင်အဲတခြားအကောင်ပို့ပြီးတော့အဲကောင်တွေပေါ့နော်တင်းတော်တွေပေါ့အဲနောက်တစ်ခါကျတော့ဒီလိုအခု electronic မှာကိုကစိတ်ဝင်စားတာမတူတာပေါ့ဒီကိုထက်တဲ့ကိုစတွေ့လာတဲ့ဒီလိုပါပဲအဲဒီ MRD4 ကစက်ဝင်တေးသရှင်တပုတ်ကိုသူ engine နဲ့ အဲဆိုမဲ့ပြောရကျွန်တော် NG အတွက်အဲရေးပြီးနေတယ်အာဒါတော့ NG ကလူငယ်ဆိုတော့ music ခင်ပြီးတဲ့ music ဖြစ်အောင်ဒီမဲ့ music producer တယောက်ရှာမယ်ဆိုပြီးကိုက online မှာရှာဟုတ်ကဲ့ရှာရဲနဲ့တွေ့ပြီးတော့တက်တိုက်ဆန်နေမယ်ကိုကသူ့ကိုဆက်တဲ့ချိန်မှာသူကလည်းဝင်နေတယ်ဟုတ်ကဲ့အဲသူကလည်းဝင်နေတဲ့တိုက်တိုက်နေပြီးတော့သူကလည်းအဲလာပြီးတဲ့အခါကျတော့ကိုဒီတစ်ချိန်မှာအာဘယ်လိုမျိုးအဲလောက်ကြမယ်ဆိုတော့တိုင်မင်းရဲ့နဲ့သူနဲ့အလုပ်လုပ်ဖြစ်သွားတော့သူကအញ្ញအားကိုရတယ် ခေတ်ပုံမီတာကိုအရင်ကျွမ်းကျင်တယ်ဆိုတော့ကတော့ကိုရုကီတာရဲ့အဲကိုရုရဲ့ကီတာပညာနဲ့သူပဲရောဆက်ပြီးတော့ဒီညနေရှင်းပါတော့အားလုံးကတက်လာပါပါပေါင်းဆက်ပြီးတော့ဒီတော့တစ်ခုခံမှုတစ်ခုလေးပေါ်ပေါက်ကြိုးစားကြရအောင်နော်ခံမှုကောင်းကောင်းကြီးညာပူတော့ပူပြီးတော့ခင်းတဲ့ပြောညောင်းလုပ်လိုက်ပါတော့နော်အဲလုပ်လိုက်တဲ့အခါကျတော့ဟိုပူပြီးတော့ဘောင်းကျဲသွားတယ်ခံကြီးရတာပူပြီးတော့ကျဲပြတ်မှတ်နေလုပ်ပြီးရတာပါနော်သူ့ရတာတော့သူ့ကိုနောက်တစ်ခါ အဲ့လိုဖြစ်ဖို့ဟိုကအဲ့ဒီ UK တုန်းကခုနပြောတဲ့တန်စင်စာရွက်ကလေးကတန်စင်ကိုတီးလို့ရမရချိတ်ဆက်ပြီးတော့လုပ်ရတာအဲ့အဲ့တော့အဲ့ဒီ UK ကတချင်းနေမှာဖြစ်နိုင်ရည်ရှိတဲ့တန်စင်ရဲ့ scale တွေပေါ့နော်အခုဟိုလေ့လာခဲ့တဲ့စာအုပ်ကတော့အဓိကအဖြစ်တော့အဲဆရာငိမ့်ကျော်ကမောင်မောင်ကြီးဆိုတဲ့နာမည်နဲ့သူကအာတက္ကသိုလ်တက်နေတော့မှာပဲသူကဒီ Q ဒီရတန်စင်နဲ့မဟုတ် ော်နော်မုတ်စနာဟိုကတော့သူကဒီတန်ဇင်းနဲ့စကီးတွေအဲ့ဒါကြီးရဲ့စာတန်းအဲ့တော့အဲ့ဒါတွေကိုတီးလို့ရတဲ့ခါပြောင်းသူကလုပ်တဲ့ခါကျတော့အဲ့ရှီဟောင်းပုံစံနဲ့ရှီဟောင်းအငွေတက်တီဖြစ်တဲ့စကားရှိဒါပေမဲ့အဲ့တချင်းတွေကိုခုနေပြလို့ရှိရင်ပြီးသက်ကလည်းစိတ်ဝင်စားဖို့မဲနိုင်တာပေါ့အဲ့တော့ဒီရက်ဆောင်လေးတွေရဲ့နည်းသူကဒီချစ်ပေါ်ခြင်းတွေကိုအရင်ပြီးပြလိုက်ပြီးတော့ခက်ထဲမှာခင်မိမှာပဲသူတို့ကလည်းစိတ်ဝင်စားပြီးတော့ပြီးတော့မှ ဒါလေးအတိုင်းတိုင်းပြရောက်လာတယ်နော်အဲ့ဒီခေတ္တဝါပြူလေးတရုတ်ပြည်မှာထုတ်ပြခဲ့တဲ့တခြင်းလေးတွေလည်းပြန်ပေါ်ထုတ်มาပါဟုတ်ပြီးလို့ရှိရင်အဲ့တခြင်းလေးတွေရဲ့အဲ့ပြူခေတ်ကတန်စီနေနဲ့အဲ့တော့တခြင်းဆက်တဲ့ဘုတ်ရဲ့အကြောင်းအရာတွေလည်းပြီးတော့အဲ့လိုအကြောင်းအရာနဲ့ကိုအဲ့တခြင်းတွေကိုပြန်ပြီးတော့အဲဖန်ကြီးဖို့နော်ဒါတော့စိတ်ဘူးဟိုသူကတဘုတ်ကတော့အဲသူ့အတိုင်းလေးတွေပေါ့နောက်သူ့အတိုင်းဘုတ်ဝင်နေအဲ့တော့ဖြစ်နိုင်ရည်ရှိတဲ့တခြင်းပုံစံမျိုးတွေလည်းထပ်ပြီးတော့ခံနေအဲ့ကြာတော့ပို့ပြီးတော့ ရှီဟောင်းတန်လေးကိုပူကြားဟုတ်တယ်နော်ရှီဟောင်းတန်လေးကိုကြားမယ်အခုခေတ်ကတော့အဲဖြစ်ပေါ်တန်လေးကိုပူကြားမယ်အဲ့ဒါတော့ကိုလိုပွားချတာလည်းရှိတယ်ကိုလိုနိုင်ငံမှာပျောက်ကွယ်သွားပြီမဲ့ဒီထိုင်းမှာကြတော့အဲ့ဒီဂျာဆောင်းလေးကဒီနေ့ခေတ်ကြီးရှင်းတာအဲသူကဖင်းလို့ပေါ့ဖင်းလို့ခေါ်ပြီးတော့အဲ့ဒါကအခုဆိုလဲလူနေရှင်းမှန်မှာအဲ့ဒီဖင်းကတည်းက green ဆိုတဲ့အထိုင်းရပညာရှင်ပါလူငယ်ပါပဲဟုတ်တယ်လူငယ်ပါပဲအဲ့တော့သူကကြတော့ ဖြစ်မိလာတဲ့ခါကျတော့သူက electronic တွေပါတယ်အဲခုနအတိုင်းတွေပါတယ်ပတ်လို့ရအောင်လို့လုပ်လာတယ်ဒါပေမဲ့သူတို့ကပါတယ်ဆိုတော့ခစ်ပေါ်ပစ္စည်းနဲ့အဲပို့ပြီးကြတာနဲ့တူသွားတာပေါ့တူသွားတယ်ဒါပေမဲ့တီးခံလေးရတာမတူဘူးရှင်းဟောင်းတီးခံအဲအခုကိုရိုးရဲ့လောက်ထားတဲ့ပြန်ဆောင်လေးရတော့အောက်မှာလက်ကျိုးပြန်ပြန်လေးရှိတာလည်းပါတယ်ဆိုတော့ပို့ပြီးခေါင်းတက်လေးဆန်တာအဲသူတို့ရဲ့ဆိုင်ပို့ပြီးခေါင်းနဲ့ပေါ့အဲ့တော့မတူဘူးပေါ့နော်အဲ့လိုပါပဲတခြားနောက်ပိုင်းကျရင်တော့တခြားကျဆောင်အမျိုးအစားလေးတွေလူနေရှင်းဆိုတဲ့ခေါင်းစဉ်နဲ့အညီပေါ့ဟုတ် ခြားနိုင်ငံကအရာလေးတွေထပ်ပေါင်းစပ်ဖို့လည်းကြီးရထားပါတယ်။ခုကကိုယ့်ဟာကိုယ်စိတ်ကူးတရားတွေရှောက်အရင်တော့လောက်ထားတာပေါ့။ဒါပေမဲ့တခါကြီးကျတော့ကုသကံနေရာလည်းဟိုကံနေဆက်လာတယ်ပြောရမှာပေါ့နော်။ဟိုအဲ့ဒီအချိန်မှာပဲဒီလိုအဲသဘောတော့ဒီတိသန္တာကအဲခိုင်းရဒီဒီ mitigation တစ်ခုနဲ့ပေါ့နော်။အဲသူကသူကပေါင်းစပ်ပြီးတော့သူက 2024တော့ကတော့ project တခု project PP2 ဆိုပြီးဆိုတော့လုပ်သူက time time ဆိုတော့ဒီဆိုတော့ time တည်းတည်း time ကတီးပြီးတော့တပတ်ကိုချင်းတပုတ်နဲ့52ပတ်ချင်း52ပုတ်ဆိုတော့ project ကို2024တော့သူကလုပ်သွားအဲလုပ်ပြီးတဲ့ခါကျတော့သူက2025ကျသူကဘာတွေထပ်လုပ်မလဲလို့သူကစဉ်းစားတာပေါ့နော်အဲ့တော့အဲ့တုန်းကပြောလို့ဆိုရှင်ဒီဒီဗန်နာဇူးဆိုတဲ့ Mr. Vanazu ဆိုတာသူကဒီအဲဒီ time is a brush အဲ့ဒါက ကုစိုးနိုင်ထွန်းနဲ့အမိတ်ဆွေကုစိုးနိုင်ထွန်းကလည်းဒေသနာနဲ့ပါချိန်ဆက်ပြီးလိုက်ပြီးတော့သူတို့လုပ်ကြတာပေါ့အဲ့တော့2025ကျတော့သူတို့ကဒီ project review ကိုလည်းပုံစံတူနဲ့ဆက်ချီတက်တယ်လို့နောက်ထပ်အစ်စ်ပါလုံးရင်ကောင်းမလဲဆိုပြီးတော့ဖြစ်တဲ့အချိန်မှာသူရှိရှိကျော်ကလည်းသူကဒီဒေသနာမှာရှိတဲ့အခါကျတော့အဲကိုဖိတ်ခေါ်ရတယ်ပေါ့နော်ဖိတ်ခေါ်တဲ့အခါကျတော့2025အတွက်ဘယ်လို project တွေလုပ်ကြမလဲဆိုတော့အခုရှိရှိကျော်ကတော့သူက T4 project တစ်ခုသူကလုပ်တယ် ဒီ web project ဆိုတာဖြစ်ပေါ်သင်းနေပဲအဲအတိုင်းကအာဆူတဲ့သူတူကြီးတာလေးနဲ့သူဘာသာပြန်ပြီးတော့ထုတ်မယ်အစီအစဉ်ကသူကဆက်ချိတက်နေတာပေါ့နော်အဲ့တော့ကိုကကြတော့အဲ့ချိန်မှာဘာဘာလုပ်ရင်ကောင်းမလို့စဉ်းစားနေတော့အော်ငါလုပ်ထားတဲ့ဒီ illumination project ကဒီချိန်အတော်ပဲဒီအာဆီယံနိုင်ငံတွေနဲ့ဒီကာဗီနိုင်ငံတွေနဲ့သူတွေနဲ့သူက music collaboration လုပ်တဲ့အစီအစဉ်ကိုစမယ်ဆိုပြီးတော့စဉ်းစားလိုက်တဲ့အခါကျတော့အားလုံးအံဝင်ကြဖြစ်သွားတာပေါ့နော်အဲ့တော့အာဒီ ိုရှိကျော်နဲ့အတူတူလုပ်ပေမဲ့ကို project ကအရင်ပထမဆုံးဒီသုံးပုံစပြီးပြီးရတဲ့ကြောင့်လို့ဒါလေးတွေကတိတ်မကြခင် last လုပ်မှာမလို့အဲဒီစာနယ်သင်ပွဲကိုအဲဒီတော့ back out မှာလုပ်ခဲ့ပေါ့အဲ့တော့အဲ့မှာဟိုတချင်အဲတချင်းနေရွေးချယ်တာပေါ့ဟိုကဂီတပုံစံကတော့အကောင်းဆုံးနဲ့အတစ်ဆုံးနေရွေးမယ်ဒီတနိုင်ငံတွေကဖွဲ့စည်းတဲ့ music band ပေါ့နိုင်ငံတကာကဘာလို့မဆိုဘုံပေါင်းနေနိုင်တဲ့အခင်းချင်းတစ်ခုပေါ့နော်ဒီ illumination ဆိုတာ ဟို visit band တစ်ခုလည်းမဟုတ် project တစ်ခုအကြီးတစ်ခုလည်းဖြစ်တယ်ပေါ့နော်နောက်ကခုနပြောသလိုပေါ့စိတ်ဝင်စားတဲ့လူတွေကို workshop လေးလုပ်ပေးမယ်သင်ကြားရေးလုပ်ပေးမယ်ဆိုတာလေးအစားထိတယ်အဲအကုန်ပါတယ်အဲ့တော့နောက်ထပ်တစ်ခုက client ဆိုတဲ့ copy ဆိုရတာပဲအဲ့တော့ copy ဆိုတော့ဒီမှာဒီကြရင်းမှုစဉ်းစားစဉ်းစားနေနေပြီလားဆိုတော့မဟုတ်ဘူးခုကကခန္ဒီနိုင်စွမ်းနေရာရှိနေမယ်နိုင်ငံရဲ့တူတက်မှုခြေနေရဒီပညာတူတက်မှုခြေနေရဒီကသူများနောက်ဆုံးရောက်သူဖြစ်နေအဲ့တော့ဒီခါလေးတော့ ကြောင်းကြည့်အောင်ကြောင်းကြည့်အောင်ကိုရှိရထွက်နိုင်တယ်ဒီကျင့်မှုမျိုးတက်ပါတယ်တစ်ချိန်ကောင်းလေးသူတို့ရှိတယ်ဝိညာဉ်ခံစားလို့ရအောင်အခန်းကြီးကြည့်မယ်ဆိုပြီးတော့အဲအရင်ဆုံးရွေးချယ်တဲ့ရှင်တွေကတော့ဒီလိုမျိုးပေါ့ဒီကျင့်မှု value တပ်ဖို့လည်းရှိတယ်အရှိတိုင်းအန်လေးလည်းပါတယ်အဲခုနပြောတော့အခုရှိကျော်လုံးမဲ့အားတွေကတော့သူဖြစ်ပေါ်တော့ပြီးသွားတယ်ဟိုကတော့အရှိတိုင်းဟန်ပါတဲ့အချင်းလေးတွေပြီးတဲ့အခါကျတော့အဲဘယ်လိုလဲအဲခုရှိကျော်ရဲ့ ဆိုအောင်လဲဆိုတဲ့တဘာဝနဲ့ပြဿနာရှိနေတာဆိုတော့ဒီလိုဒီဘက်ကအဲဘာသာပြန်နေပါတယ်ဟိုက်ဆိုတာနော်အဲနောက်ကကြတော့အဲကိုယ့်ရဲ့ခြင်းကတော့ဒီ game sound ဘောမျိုးပေါ့ခါဝရာကြီးတယ်ဆိုတော့တဘောတော့ဒါကြီးကကိုလိုတွေခြိတက်လာခဲ့ပြီးရလဲအများကြီးပေါ့နော်ဒီအဟောင်းကြီးအစ်စ်ကြီးယူဆောင်နဲ့ပေါင်းဆက်ပြီးတော့ဒါရဲဟာလေးကိုပူဇော်ပြုတာဆိုတော့ခါဝရာကြီးတဲ့ခြင်းဒီခြင်းလေးရတယ်ငကုံတော့ဝင်ငုတ်ကြီးပါတယ် ဒီဆိုတဲ့အဲဒါတုံးပြန်လာတဲ့အခုဒီဘဝဒီချာပြီးတော့ကိုထူရမယ်ဆိုပြီးတော့အောင်ရတဲ့ချက်ပေါ့နော်ကိုအောင်လို့ဒီခက်ခဲ့ပေါ့နော်အဲ့တော့ဒီဒီသူတို့ရဲ့တန်ဖိုးတွေကိုလည်းကျေးဇူးတင်တယ်ဒါလေးတွေကိုအဆင်ပြေပြီးတော့ပြန်လာအောင်လုပ်မယ်ဆိုတဲ့ချက်ပေါ့နော်အဲ့တော့အဲ့ခါကျတော့အဲ့ထောက်ရပြီးတဲ့ကိုကိုမိုင်းလို့ဆိုတယ်ပြီးတော့ဝက်မှာတော့ဒီမီတာဆိုရဲအဲဆိုတော့ဘက်ကလေးပေါ့နော်အဲ့သူကတော့အဲ့သူသူဆိုတော့ အဲ့လိုမျိုးတွေဖြစ်တာပေါ့နောက်ထပ်တစ်ခုကတော့အဲဘူလွဲခွဲလွန်သွားတဲ့ဒီမီအဖြူရဲ့မြေဒီသားဆိုတဲ့ဒီမီချင်လာလဲအများကြီးချက်ပြီးရန်ကြိုက်ပြီးတော့ဒီလိုရတယ်ဒီခြေတိုင်းဟာမျိုးဆန်တာပေါ့နော်အဲ့တော့အဲ့ဒါလေးကိုလည်းအဲခုနတန်ရက်လင်းဆိုပြီးတော့နာမည်ပေးထားတယ်အဲ့ဒါကအဲထိုင်းရဂျင်းဆိုတဲ့ဆိုတော့ပေါ့နော်အဲ့တော့ထိုင်းမှာလည်းကိုကအဲသင်တီးရဲ့ဒီကြောက်ကိုအဲ အော်ဒီရှင်းရွေးချယ်ဘာလဲရွေးချယ်လဲသူကတော်တယ်သူကဂီတာတွေနဲ့သူက TV review တွေပါလို့ထုတ်ပြီးတော့အဲလိုတက်ဆက်အဲ့တော့သူကအဲကိုကဒီ thing ဂီတာကိုတော်တော်လေးသူကကျွမ်းနေတယ်ဒီကိုလည်းသူကတင်နိုင်တယ်ပေါ့အဲ့တော့ဆိုလိုက်ဆိုတော့ကိုကလက်တော့မှာ၃ယောက်ပြီးလာတယ်ဝင်ကြီး၂ယောက်ကအဲ့ဂျင်းဆိုတော့သူကယူရဟန်တို့ကိုဆိုတယ်ဂီတာကတော့ hip hop တွေကိုဆိုနိုင်တယ် high ကတော့အဲတက်ရတယ်အဲဒီကတော့အဲသူတို့ကအဲခုမှ၃ယောက်ပေါ့ဒီဘက်မှာလည်းကိုကတော့အဆူတော်ရတော့ င်မာမှာတော့ခဏဒီနိဒန်းကိုချူရဲဆိုတာလေခဏတော့ဘဝကဒုစရဏကောင်းလဲဆိုတယ်တာရာခီရာကနိုင်ရောဆိုတယ်နောက်ပိုင်းလဲကိုရုနဲ့လက်တွဲပြီးတော့ဆုံမဲ့မြန်မာဒေသရှင်တွေလည်းအများကြီးရှိပါတယ်အဲ့တော့တချို့ဒီအဲသူတို့ဘက်ကပြန်ပြီးတော့ဘာသာပြန်မျှဝေမဲ့ဟာမဟုတ်တဲ့မြန်မာရှင်တွေလည်းထုတ်လုပ်တော့ရှိတယ်မျှဝေမဲ့ရှင်တွေလည်းရှိတယ်အဲဒီလူနေရှင်ဆိုတာတော့အများစုပါဝင်လက်တွဲပြီးလုပ်ဆောင်ကြတဲ့ project တစ်ခုပါ